Play Store လုံးဝကိုမရှိဘူး။ဘယ်ကိုပျောက်သွားပါပြီလဲ။ Play Store ကဖုန်းထဲမှာကိုမရှိဘူး။ Play Store ကိုဘယ်လိုရှာရမှာလဲဆိုတာသိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ဖုန်းမှာ Play Store ကိုမတွေ့ရလို့ဒါမှမဟုတ်ကိုယ့်ရဲ့ဖုန်းမှာ Play Store မရှိလို့ စိတ်ညစ်နေလဲဆိုရင်ဒီဗီဒီယိုကိုအဆုံးထိပါနော်အပီဆိုဒ်ကိုပြန်ထုတ်လို့ရမယ်ဒီလမ်းကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်โอเคအဲ့လိုလို့ဖို့ကတော့ကျွန်တော်တို့အယူဆုံးကျွန်တော်တို့ဖုန်းရဲ့နော် setting ထက်ကိုဝင်လိုက်မယ်နော်ဖုန်းရဲ့ setting ထက်ကိုကျွန်တော်အယူဆုံးဝင်ရမှာဖြစ်ပါတယ်အဲ setting guide တစင်းမှာကျွန်တော်တို့အပီဆိုဒ်ကိုပြန်ရှာလို့ရမှာဖြစ်ပါနော်ကိုကျွန်တော်တို့အယူဆုံး setting ထက်ကိုဝင်လိုက်မယ်ကိုဆိုင်နောက်ဝင်တာနဲ့ဒီလိုပုံစံလေးပေါ်လာဖြစ်ပါကျွန်တော်အရင်ဆုံးကျွန်တော်ကျွန်တော်ဒီမှာပြလိုက်မယ်ကျွန်တော်ဆီမှာဒီမှာ play store လုံးဝကိုမရှိပါဘူးเนาะကျွန်တော်ဒီမှာပြအောင်ရချင် လုံးဝကိုမရှိဘူးဘန်နီယာမှဒီမှာရှာချလိုက်လုံးဝကိုမရှိဘူးအဲအကြောင်းကျွန်တော်ဒီမှာ play store ကိုထုတ်ပြမယ်နော်အခုကျွန်တော်တို့အဲ့လိုလုပ်ဖို့ကျွန်တော်တို့အန်ဆိုစိန်ထက်ကိုဝင်လိုက်မယ်စိန်ထက်ကိုဝင်ပြီးရင်ကျွန်တော်ဒီမှာ application လို့ရထားနေရာကိုရှာရအောင်ဖြစ်ပါနော်ဒီမှာ application နော်ဒီ application ကိုဝင်လိုက်မယ် application ကိုနေပြီးရင်ကျွန်တော်ဒီမှာဒီလိုပုံစံလေးပေါ်လာအောင်ဖြစ်ပါနော်ကျွန်တော်ဒီမှာခဏလေးဆော့လိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီကားနေပဲရှာမယ်ဒီကားနေဘယ်လိုရှာရမှာလဲဆိုရင်ကျွန်တော်ဒီ source app လေးရှိရနော် ဒီဒီမှာရှာလို့ရတယ်ကွာလေခါရဲနော်နော်ဒီလိုပုံစံနဲ့ Play Store ဒီမှာရှာလို့ရဒီမှာကြည့်နော်ဒီမှာပုံစံနဲ့ရှာမှာဆိုရင်ဒီမှာကြည့် Google Play Store ကဒီမှာရောက်လာပါပြီတချို့ဖုန်းကဆိုရင်ဒီလိုရှာရတာမရှိဘူးနော်အဲ့ဆိုရင်လည်းဘာမှကြောက်စရာမလိုပါဘူး G ကိုရှာရမယ်နော် G နော်အစမှ G နော်ဒီမှာ A ပြီးရင် A ပြီးရင် B လာတယ်နော်အဲ့လိုပဲကျွန်တော်တို့ G ကိုသွားရှာရအောင်ဖြစ်ပါတယ်နော်ကျွန်တော်တို့သွားပြီးမှ G ကိုရှာလိုက်မယ်โอเคကျွန်တော်တို့ဒီမှာ G ကိုရှာလိုက်မယ်နော် ဒီမှာတော့ G ရောက်ပြီနော် G မှာသွားပြီးမှ Google Play Store သွားရှာမယ်နော် Okay ဒီမှာတော့တွေ့ပြီနော် G နော် G မှာ Google Play Store ရှိပါနော်ဒီမှာ G နော်ဒီကောင်နော် Google Play Store ဒီမှာရှိရဒီကောင်ဝင်နေလိုက်မယ်ဒီကောင်ဝင်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်ဒီလိုပုံစံလေးပေါ်လာအောင်ဖြစ်ပါတယ်ဒီမှာ background ကိုနေရမှာလဲနော်ဒီမှာ cloud တစ်ခုကိုနေရမှာနော်အဲကောင်ကိုနေရနေလိုက်တာနဲ့ Google Play Store ကကျွန်တော်ဖုန်းထပ်ကိုရောက်သွားအောင်ဖြစ်ပါတယ်အဲကောင်ကိုနေဖို့အတွက်ကျွန်တော်ဒီမှာ အနဘယ်ရှိရတဲ့ဒီကောင်ကိုနေလိုက်မယ်ဒီမှာကြီးဒီလိုနေလိုက်တာနဲ့ဒီ Play Store ကကျွန်တော်တို့ရဲ့ဖုန်းထက်ကိုရောက်သွားပါပြီပြမယ်နော်ကျွန်တော်ပြင်မှာပြမယ်ခုနကျွန်တော် Play Store မရှိဘူးနဲ့ကျွန်တော်ဖုန်းကကျွန်တော်ပြသေးပြပြပြီးပြီနော်အခုကျွန်တော် Play Store ထက်ကိုဝင်လိုက်မယ်အခုဒီမှာကြီးရောက်သွားပြီရောက်လာပြီနော်ဒီလိုပုံစံနဲ့ပဲနော်ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ဖုန်းမှာ Play Store မရှိဘူးဆိုရင်ဒီလိုပုံစံနဲ့ပြန်သွင်းလို့ရမှာဖြစ်ပါတယ်